အလုံးမင်္ဂလာပါဘုရားခင်ဆန်တော်တရားနဲ့တင်းရဲ့အတ္တဘုံမှာငြိမ်သက်ခြင်းရှိပါစေဒီနေ့ကျွန်တော်ရဲ့ဘဝအတ္တသေးမှာကျွန်တော်နဲ့အစဉ်အမြဲအတူရှိတဲ့သူဟာဘုရားခင်တပါးတိတာဖြစ်တာဖြစ်တယ်တင်းရဲ့ခက်ခဲခြင်းတွေတင်းအထီးကျန်နေတဲ့အရာတွေထဲမှာတော့မှဘုရားဟာကျွန်တော်နဲ့အတူပါရှိပေးတဲ့ဘုရားခင် ဖြစ်တာဖြစ်တယ်ဒီနေ့မှာကြတော့ကျွန်တော်ဒီနေ့ နှုတ်ကပတ်တော်အဖေခွန်အားပေးခြင်းတဲ့အကြောင်းလေးကမိသေးနိုင်လေဆိုပြီးမှနှုတ်ကပတ်တော်ရဲ့ကောင်းစေအောင်မှာကျွန်တော်ခွန်အားပေးခြင်းတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဖေဟာဟာကျွန်တော်တို့အခက်ခဲဆုံးအခြေအနေသေးမှတမကျွန်တော်တို့နဲ့အတူပါရှိပြီးမှလမ်းပြပေးတဲ့ဖေဟာခင်ဖြစ်တာဖြစ်တယ်တခါတည်းမှာကျွန်တော်တို့ကအခက်ခဲဆုံးအဆိုးရုပ်ဆုံးအခြေအနေသေးမှရောက်ရှိသွားပြီမဲ့အဲ့ဒီနေရာထဲကနေကျွန်တော်တို့ဖေဟာကိုကူးစားပြီးမှဖေဟာကို ျွန်တော်တို့ကအိုဟိတ်တာတဲ့ခါမှာဘုရားကကျွန်တော်တို့ကိုထူပေးတဲ့ခေါ်ရင်ထူသောဘုရားဖြစ်တယ်ဆိုတဲ့အလေးကိုကျွန်တော်ပွားပေးချင်တာဖြစ်တယ်။အဲ့တော့ဒီနေ့တိုင်လကျမ်းထဲမှာနော်တိုင်လကျမ်းထဲမှာဘာဘလုံဘုရင်ကယူဒပြည်ကိုစစ်တိုက်ပြီးမှဂျေရုရှလင်မြို့ထဲမှာရှိနေတဲ့ဒါဝိရဲ့မျိုးຫນွေတွေပေါ့နော်အဲ့မှာမင်းမျိုးမင်းຫນွေတွေကိုသူကဖန်သွားရဖြစ်တယ်အဲ့ဘာဘလုံကိုခေါ်လာတယ် အဲ့ဒီချိန်မှာအအိုးဆရာကောင်းတယ်ပေါ့နော်ဒါအဲမိတ်ဆွေ၃ဦးရဲ့အကြောင်းကိုဒီနေ့မှာကျတော့ကျွန်တော်ဒီသူတို့ရဲ့အတ္တတရားနဲ့ကျွန်တော်ခွန်အားပေးသွားမှာဖြစ်တယ်။တိုင်လပါမယ်အာနဏိပါမယ်မိရှိလပါမယ်အာဇရိပါမယ်ဒါကဂျူးလူမျိုးတွေရဲ့နာမည်ပေါ့နော်အဲ့တော့ဂျူးလူမျိုးတွေကသူတို့နာမည်တစ်ခုကိုတက်တဲ့ခါမှာဖြစ်ကလက်ဆန်းမတက်ဘူးပေါ့နော်ဒါဖျားနဲ့ဆိုင်တဲ့နာမည်တွေကို သူတို့ကနာမည်ပေးရဖြစ်တယ်အိမ်မတမအတင်မလားခက်ခဲတဲ့ရန်သူရဲ့လက်သေးကိုသူတို့ကရောက်သွားတယ်ရန်သူတွေကခေါ်လာတယ်အဲ့ထက်မှဒီနေ့အဓိကပြောပြချင်တဲ့အရာကသူတို့ဒီအဲပာဗုလနာမည်နဲ့သူတို့ပြောင်းလိုက်ပေါ့နော်ဒီ၃ရောက်ရဲ့အကြောင်းကရှာဒရက်ရဲ့မေရှက်ရဲ့ပေတနေကိုရဲ့ပေါ့နော်တကယ်ကြတော့ဒီတန်ရလကတန်ရလရဲ့အတိတ်တွေကပါလေဆိုလို့ရှိရင်သာဝရဖျားတီ ငါဤတရားသူကြီးစုမှအသိပေးရတာဖြစ်တယ်။ဒါပေမဲ့ဘာဘလုံဘီကသူ့ဝဏ္ဏမီဘလို့ပြောင်းပေးလိုက်တယ်ဆိုလို့ရှင်ပေလာတရှာဇာဆိုပြီးမှပေါ့နော်။ဘာလဖျားရဲ့ကိုယ်ကာမှုကိုခံယူချစ်သူဆိုပြီးမှပြီးရင်အာနနိကိုကြတော့ဘလို့ပြောင်းပေးလဲဆိုလို့ရှင်ရှာဒရက်ပေါ့နော်။အာနနိဆိုတာသောရဖျားတိကျွန်တော်အတွက်ဂယုနာကျေဝချင်းစုမှဖြစ်ပေမဲ့အာနနိကိုရှာဒရက်ဆိုပြီးမှနေဖျားနဲ့ဆိုင်တဲ့နာမည်ကို ပြောင်းပေးတယ်ပြီးမိရှေလကဖျားဖြစ်တည်ခြင်းအတိုင်းကျွန်တော်ဖြစ်ပါ၏ဆိုရအကိုမေရှက်ဆိုပြီးမှလဖျားနဲ့ဆိုင်တဲ့နာမည်ကိုပြောင်းပေးတယ်အာဇရိဆိုတဲ့နာမည်ကသာရဖျားတည်ကျွန်တော်ဤအကူအညီဆိုပေမဲ့အဲ့လိုဖြစ်တယ်နော်ဂျူးနာမည်နဲ့ကအဲ့လိုဖြစ်ပေမဲ့ဒါပေမဲ့ဒီအဲဘာဘူးလုံရီယဘလူပြောင်းပေးလဲလဲလဲဆိုရအပေတနေကောပေါ့နော် နေကိုဖျားရဲ့အစီခံဖို့နော်အဲ့လိုနာမီရိယဆအတီတီသူတို့ကိုပြောင်းပယ်လောကနဲ့ဆိုင်တဲ့ဒီသူတို့ဖျားဒီပါပူလုံဖျားနဲ့ဆိုင်တဲ့နာမီကိုပြောင်းပယ်ရဆိုရရောက်ကိုကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့စာတန်ကကျွန်တော်တို့ကိုဖတ်သမအုံးဆုံးပါလေလောကဘုံတန်အတွင်ကိုကျွန်တော်တို့ကိုပြောင်းအဲ့ဒါကြောင့်သူတို့ရဲ့ယဉ်ကျေးမှုရိယဆအကုန်လုံးပြောင်းတယ်ဆိုရရောက်ကျွန်တော်တွေ့ရဖြစ်တယ်အဲ့တော့ဒီထဲမှာရှာဒရက်မေရှာဘေဒနီကိုပေါ့နော်သူတို့ အတ္တတာထဲမှာသူတို့ဖြတ်ကျော်ခဲ့တဲ့အရာကိုကျွန်တော်ကြည့်တဲ့အခါမှာတရက်မှာဒီအဲတရက်မှာဒီနေဘုခတ်နေဇာမင်းကြီးကပါလို့လဲဆိုလို့ရှိရင်သူ့ရဲ့ရုပ်ထုကိုတည်ရဖြစ်တယ်သူတို့အတိုင်းပြီမှာအဲ့တော့သူ့အတိုင်းပြီမှာ ရုပ်ထုကိုတည်တယ်အခန်းကြီး3ထဲမှာပေါ့နော်ခန်းကြီး3လေးကိုကျွန်တော်တစ်ချက်ဖတ်ချင်တာဖြစ်တယ် တယံယောခာနေဘုခတ်နေစာမင်းကြီးတီအမျက်အတောင်60အနံ6တောင်ရှိသောရွှေရုပ်ထုကိုလုတ်ပြီးမှပါပူလုံကျေးလက်သူရလွင်ပြင်၌တည်ထားတော်မူ၍စောဘွားမြို့ဝန်စစ်ကဲတရားသူကြီးအခွန်တော်ဝန်တိုင်ပြည်မူမတ်မြို့စရေနိုင်ငံတော်အရာရှိပေါင်းသူတီမင်းကြီးတည်ထားတော်မူသောရုပ်ထုကိုတာသူအနုမောဒနာခေါ်တော်ပွဲသူစုဝေးစေခြင်းကအမိန့်တော်ရှိ၏ မင်းကြီးကယုတ်ထုတ်ကိုသူ့ရဲ့ယုတ်ထုတ်ကိုလုံလို့တယ်ပြီးရင်အဲ့ဒီယုတ်ထုတ်ကိုသူကဘာလို့ဆောင်ခိုင်းဖို့လဲဆိုလို့ရှိရင်အဲ့ဒီယုတ်ထုတ်ကိုဆောင်းရီအခရရီနော်ငါးကိုဖတ်မယ်တဘူခရဆောင်းပလွဲ့တယောပတ္တာဆရှိသောဒုရိယာမျိုးတီးမုတ်ချင်းအတန်ကိုကြားတော့ခါနေပုခတ်နေစာမင်းကြီးတီထားတော်မူသောရွှေယုတ်ထုတ်ကိုပြောက်ဝဲပုဂ္ဂိုလ်ရကြကြဂူးွယ်ရကြမီမပြတ်ဝတ်မကူးွယ်ပဲနေတော်သူမီ ဒီကိုမီးလောင်လက်ရှိသောမီးပူသေးတို့ချက်ချင်းချပစ်စေဟုအမိန့်တော်မြတ်ရှိသည်ဟုဟိတ်ကြော်၏တဲ့အဲ့တော့နေပုခတ်နေစာမင်းကြီးကသူကရုပ်ထုတစ်ခုကိုလှုပ်ဆောင်တယ်အဲ့ဒါကဘာလှုပ်ဆောင်လဲအဲ့ဒီရာကိုသူတို့တပိုးဆောင်းနေတည်တဲ့ခါမှာအားလုံးကအဲ့ဒီရုပ်ထုကိုကူးကွယ်ရမယ်ဆိုမှပြောရဖြစ်တယ်ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့ဒီရုပ်ထုကိုမကူးကွယ်တဲ့သူကမီးမီးသေးကိုပြစ်ချခြင်းခံရမယ်ဆိုမှဒါအမိန့်နိုင်ငံတော် တမဒကနဲ့ဗာလဲနိုင်ငံတော်ဘယင်ကနဲ့အမိန့်ထိုးရဲစာဖြစ်တာဖြစ်တယ်အဲ့ဒီချိန်မှာဒီရှစ်ထဲမှာဗောနော်အငယ်ရှစ်ထဲမှာထိုခါတခလတဲလူအချို့သူဒီနေဘူးခတ်နေစာမင်းကြီးထံသို့ချင်းကလက်အရှင်မင်းကြီးအသက်တော်အစင်မဲရှိပါစေတဘိုးခရဆောင်းပလွေတယောပတ္တာအစရှိသောဒုရိယမျိုးတိမုတ်ချင်းအတန်ကိုကြားသောသူရှိသမျှသူသည်ရွှေရုပ်ထုကိုပြုတ်ဝက်ကူးကွယ်ကြရမည် မကူးကွယ်ပေးနေတော်သူမိဒီကိုမိလောင်လက်ရှိတော်မိဖို့သေးတို့ချပစ်မိဟုအမိန့်တော်မြတ်ရှိပါ၏တဲ့အဲ့လိုအမိန့်ရှိခဲ့တယ်တဲ့ဒါပေမဲ့အဲ့အောက်ကိုဖတ်တဲ့ချိန်မှာရှာဒရက်မေရှက်ဘေဒနေကောကအဲ့ဒီရုပ်ထုကိုမကူးကွယ်ဘူးလို့ဆိုမှကျွန်တော်တွေ့ရဖြစ်တယ်အဲ့အဲ့ဒါကိုကြားတဲ့အခါမှာရှင်မင်းကြီးကအိမ်မတမအမျက်ထွက်သွားတယ်အမျက်ထွက်ပြီးမှဒီလူတွေကလည်းမိလောင်လက်ရှိတဲ့သေးကိုချပစ်ဖို့တဲ့ မိို့တော်မှာဘယ်နှဆ90လဲဆိုခုနှဆပြန်ပြီးမှ90လေပေါ့နော်အဲ့ဒီချိန်မှာဘယင်ကနော်ဘာဖြစ်လို့မကူးကွယ်ရလဲနော်သခေါတီးမုံတဲ့ချိန်မှာအဲ့ဒီရုပ်ထုကူးကွယ်ပါဆိုမှ Shadrack Meshach Abednego ပြောတယ်ဒါပေမဲ့သူတို့အဲ့ဒီလူအလောက်အကျက်သေးသေးမှာသူတို့လှုပ်ဆောင်တဲ့အရာလေးတစ်ချက်ကိုကျွန်တော်ဒီနေ့ဖတ်ချင်တာဖြစ်တယ်အငွေ16ထဲမှာ Shadrack Meshach Abednego သူကလည်းအရှင်မင်းကြီး Nebuchadnezzar အကျွန်ုပ်တို့သည်ဤအမှု၌ပြန်လျှောက်ရမည်အကြောင်းမရှိပါအကျွန်ုပ်တို့ကိုးကွယ်သောဖျားသခင်သည်မီးလောင်လျက်ရှိသောမီးဖူတွေကကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏။ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်တဲ့။ဒီဒီယုတ်ထုကိုးကွယ်ဖို့ကနဲ့ပတ်သက်ပြီးမှကျွန်တော်မှဘာမှတခြားပြောစရာကြောင်းမရှိဘူး။ကျွန်တော်ကပါလေအဲ့ဒီယုတ်ထုဘယ်တော့မှကိုးကွယ်မှာမဟုတ်ဘူး။ပြင်ပါလေဖျားကျွန်တော်ကိုးကွယ်တဲ့အသက်ရှင်တဲ့ဖျားဟာ မိလောင်တဲ့ရှိတဲ့အထက်ကနေရောကျွန်တော်တို့ကိုပါလဲကင်နုတ်နိုင်တယ်လို့ရှင်မင်းကြီးရဲ့လက်ထက်ကနေရောကျွန်တော်တို့ကိုကင်နုတ်နိုင်တယ်ဆိုမှသူတို့ကရေးချင်းဆိုတာဖះအဖက်မှာရက်တည်ပြီးမှပြောဆိုခဲ့တယ်ဆိုတော့အသက်ကိုအနံပြီးမှပေါ့နော်လှုပ်ဆောင်ခဲ့တယ်ဆိုတော့ကျွန်တော်ကနောက်သင့်ကြတော့အကျွန်ုပ်တို့ကူးကွယ်တော့ဖះသခင်တည်မိလောင်လက်ရှိတော်မိဖူတဲ့ကကျွန်တော်တို့ကိုကေလွတ်နိုင်တော်မူဤကေလွတ်နိုင်တဲ့ကိုရောဤလက်မလေးကေလွတ်နိုင်တော်မူဤဆက်ဆက်ရှိတဲ့မှာသူထူထူ ကေလွတ်တော်မူမူတော်လေအရှင်မင်းကြီးကိုတော်ဤဖျားသူကိုအကျွန်ုပ်တို့သည်ဝတ်မပြုတ်ပါတည်ထားတော်မူသောရွှေရုပ်တို့ကိုလည်းမကူးကွယ်ပါဟုပြန်လျှောက်၏တဲ့ဖျားကကျွန်တော်ကိုကေနှုတ်နိုင်လေတဲ့တခါတည်းကျွန်တော်ရဲ့တသက်တာထဲမှာရေးကြည့်ဖျားကကျွန်တော်ကိုကောင်းချီးပေးနိုင်လားဆိုလို့ရှိရင်ပေးနိုင်တယ်ဒါပေမဲ့တခါတည်းမှာကျွန်တော်ကိုစောင့်ဆိုင်းခိုင်းတဲ့အခြေအနေရှိတာဖြစ်တယ်အာမင်အဲ့တော့ဒီ youtube ဘယင်ရဲ့ပါလဲမီးဘူးသေးကိုချလိုက်တော့မှသူတို့ဘုရားကကေလုတ်နိုင်ရေးဆိုတာသူတို့ယုံကြည်တယ်။ဒါပေမဲ့ဘုရားကအဲ့ဒီထဲကမကေလုတ်တော့မှတဲ့အဲ့ဒီရှင်မင်းကြီးတည်ထားတဲ့အဲ့ဒီရုပ်ထုကိုမကူးကွယ်ဘူးဆိုမှပြက်သားဆိုတာသူတို့ပါလဲဘုရားဖက်မှာရက်ပြီးမှလှုပ်ဆောင်နေဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်။တခါတည်းမှာကျွန်တော်ရဲ့အတ္တသားသေးမှာဘုရားနဲ့ဆိုင်တဲ့အရာတွေသေးမှာဖြစ်ဖြစ်သားသားကျွန်တော်တို့ကပါလဲရက်တည်ပြီးမှအသက်ရှင်တဲ့တော်တော်တွေဖြစ်ဖို့အတွက်အရေးကြီးရဖြစ်တယ်။အာမင်။ အဲ့တော့ဖင်ဟားကိုရွေးချယ်လိုက်တဲ့ခါမှာတခါတည်းခက်ခဲခြင်းတွေပြဿနာတွေကခဏရောက်သွားတတ်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေကခဏသာဖြစ်တယ်။ဘုရားသခင်ကပြန်လည်ပြီးမှကျွန်တော်တို့ကိုမဆပေးပြီးမှလမ်းပြပေးနိုင်တဲ့ဘုရားခင်ဖြစ်တာဖြစ်တယ်။အာမင်။အဲ့ကြောင့်အခက်ခဲဆုံးခြင်းတွေထဲမှာတော့မှကျွန်တော်တို့ကဗာလဲဆုံးဖြတ်ချက်တွေမမားပဲနဲ့မံကန်နဲ့ဖင်ဟားနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်တော်သူတွေဖြစ်ပါစေ။အာမင်။တင်ခက်ဒီလိုခက်ခဲနေတဲ့ကာလတွေထဲမှာ တင်မတရားတဲ့လူတွေနဲ့ပေါင်းဖော်မှလှုပ်ဆောင်ဆရာတွေအများကြီးလှုပ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကဘာလဲ။ဖျားသခင်မနစ်သက်သောအရာဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်ကဘာလဲ။အဲ့ဒီအရာတွေကိုမလှုပ်ဆောင်ဘဲနဲ့ဘလူခက်ခဲမှုတွေပဲတွေ့နေပါစေ။ကြီးခံပြီးမှဖျားပုံမှာသစ္စာရှိခြင်းနဲ့အသက်ရှင်တဲ့သူတွေဖြစ်ပွားတဲ့အရေးကြီးတာဖြစ်တယ်။အာမင်။တိရှာဒရမေရှာပေဒနေကွာပညာမတတ်တဲ့လူတွေမဟုတ်ဘူး။အိမ်မတန်မှပညာတတ်တဲ့လူတွေဖြစ်တယ်။ဒါပေမဲ့ဖျားနဲ့ဆိုင်လိုက်သူတို့ကဘာလဲ။ပေအကြနဲ့မှမလေးဘူးဖြစ်တာဖြစ်တယ်။အာမင်။ ဖေဟာကိုပဲရွေးချယ်တယ်ဖေဟာကိုပဲကိုးကွယ်မယ်တန့်တက်ပလိုက်မိအိုင်သေးမှခြံချပလိုက်ဖေဟာကပါလဲကေကေမကေကေကျွန်တော်ရဲ့အတ္တသားသေးမှရောဖေဟာသခင်ကိုယုံကြည်တယ်ဆိုတဲ့အခါမှာဖေဟာကကျွန်တော်ကိုကောင်းကြီးပေးမှပဲဖေဟာကိုတင်မလားချီးမွမ်းပြီးမှကိုးကွယ်နေမှာမဟုတ်ဘူးနဲ့ဖေဟာကပေးကောင်းကြီးပေးပေးမပေးပဲပါလဲကျွန်တော်ရဲ့အတ္တသားသေးမှအနံ့ပေးမှတစ္ဆာရှိစွာဖေဟာကိုကိုးကွယ်တတ်တော်သူတွေဖြစ်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အဲ့ဒီနှလုံးသားကိုဖေဟာကနဲ့တတ်တာဖြစ်တယ်အာမင် အဲ့ကြောင့်ဖះကကောင်းကြီးပေးပေးမပေးပေးကျွန်တော်ကဗာလဲဖះကိုကူးကွယ်မယ်ဖះပုံမှာတစ္ဆာရှိမယ်ဖះနှစ်သက်တဲ့အတ္တသားထဲမှာကျွန်တော်အသက်ရှင်မယ်ဆိုမှကျွန်တော်တို့နှလုံးသားတွေမင်္ဂလာဆိုရွေးချယ်တဲ့တော်တော်ဖြစ်ပွားတဲ့အရေးကြီးဖြစ်တယ်အာမင်ပြီးဒီထဲမှာဗာပြောလဲဆိုလို့ရှိရင်နေပုခ္ခနေစာမင်းကြီးကအဲ့ဒီစကားကိုကြားတဲ့ခါမှာအရှင်းတော်တော်ထပ်ပြီးမှဗာလဲ ဆက်ကူတယ်မှာသူခန္ဒီဘုခန္ဒီဇာမင်းကြီးတီပြင်းစွာအမျက်ထွက်တဲ့ပြေတဲ့ရှာဒရမေရှအပေတဲ့ငေါ်သူကိုကြိရှု၍မျက်နာသောပြက်လက်မီးဘူးကိုအရင်ထက်ခုနှစ်ဆသူ၏ပူစေခြင်းက၎င်းတဲ့ခွန်အားကြီးသောစစ်သူရဲသူသည်ရှာဒရမေရှအပေတဲ့ငေါ်သူကိုတုံအောင်၍မီးလောင်လက်ရှိသောမီးဘူးသေးသူချပစ်စေခြင်းက၎င်းအမိတ်တော်ရှိသည့်အတိုင်းတဲ့သူသူသုံးယောက်သူကိုပေါင်းပြီးအင်ကြီးဝတ်လုံအစ ရှိသည်သူနှင့်တကွတုံအောင်၍မီးလောင်လျက်ရှိသောမိဖူသည်သို့ချပစ်ကြသောအခါတဲ့အဲ့တော့ဘုရင်ကအိမ်မသားမဆိတ်ဆိုးတယ်ငါတီထားတဲ့ရုပ်ထုမကုတ်ွယ်ဘူးငါတိုင်းပြည်မှာနေမှာတင်မလားပြီသူတို့ကဘာလဲသူဖမ်းဆီးလာတဲ့လူဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူတွေကဘာလဲသူ့ကိုစန့်ကျင်ပြီးမှရုပ်ထုကိုမကုတ်ွယ်နဲ့ပဲနဲ့ဖះောက်ပဲကုတ်ွယ်မယ်လို့ပြောချင်အိမ်မသားမဆိတ်မှာမီးငကိုကလေးမီး ကိုတမတ်ပါလေခွနဆပြန်တူးစီပြီးမှအဲ့ဒီမီးအိုင်သေးကိုပါလေချပစ်ခိုင်းတာဖြစ်တယ်သူတို့ကိုတုံအောင်တယ်ချီနောင်ပြီးမှနော်သူတို့ကိုချပစ်ခိုင်းတယ်တခါတည်းဘုရားနဲ့ဆိုင်တဲ့ညာတွေရွေးချယ်တဲ့ခါမှာကျွန်တော်မှခက်ခဲမှုတွေခုနပြောသလိုပေါ့နော်အားရခဏလေးပဲဖြစ်တာဖြစ်တယ်အာမင်တင်းရဲ့သက်တာထဲမှာဘုရားပေါ်မှာဆုတောင်းရတဲ့အနေဘုရားပေါ်မှာသစ္စာရှိတဲ့အနေနဲ့ဘုရားနဲ့ဆိုင်တဲ့ညာတွေထဲမှာစိတ်အားသက်သန်စွာပါဝင်တဲ့ ရရဲ့သားနဲ့ခက်ခဲမှုတွေကြုံတွေ့လားဆိုတော့တခါတည်းကြုံတွေ့တတ်တယ်။အဲ့ဒီအရာတွေပုံမှာလည်းပါလဲ။ဒီခံပြီးမှပါလဲ။ဖခင်ပုံမှာဆက်လက်ပြီးမှကိုးစားပြီးမှအသက်ရှင်ပါဆိုမှကျွန်တော်ခွားပေးချင်တာဖြစ်တယ်။အာမင်။တချို့သောလူတွေကခက်ခဲလာတဲ့အခါမှာစိတ်ပြတ်ပြီးမှဖခင်ကိုဆွံ့တော်တယ်။တင်အဲ့ဒီအသက်တာထဲမှာမဖြစ်ပါစေနဲ့ဆိုမှကျွန်တော်ခွားပေးချင်တာဖြစ်တယ်။ဒီထဲမှာပါလဲမိပူသေးကိုချလိုက်တယ်။အဲ့ဒီအချိန်မှာအံ့ဩစရာကောင်းတဲ့အရာက24ထဲမှာပေါ့နော်။ထူခါတဲ့ နေဘုခတ်နေဇာမင်းကြီးဒီရဲအအောမိမော၍အလင်းသစောထပြီလေလူသုံးယောက်တို့ကိုတုံအောင်၍မိသေးတို့ချပြစ်သည်မဟုတ်တော့ဟုတိုင်ပင်မူမတ်တို့အားမေးတော်မူ၏မူမတ်တို့ကလည်းမှန်ပါ၏ဖျားဟုပြန်လျှောက်ကြလင်းတဲ့နေဘုခတ်နေဇာမင်းကြီးကိုအဲ့မှာမူမတ်တွေကပါလို့ဖျားဆိုမှခေါ်ကြတယ်မင်းတို့ကပါလေလူသုံးယောက်ကိုတုံအောင်ချီအောင်ပြီးမှပါလေမိသေးကိုချလိုက်တယ်မဟုတ်ဘူးလားဆိုမှပြောတဲ့ချိန်မှာ ဟုတ်တယ်တဲ့တုံအောင်ပြီးမှကျွန်တော်မိထုတ်ချလိုက်ရဖြစ်တယ်ဆိုမှပြောတယ်အဲ့ချိန်မှာနေဘူးခတ်နေစားပါဖြစ်25ရှင်ဘင်ကလူ၄ယောက်တို့ဒီမတုတ်မနောင်ပဲမိသေး၌သွာလာ၍ပေးဥပတ်နဲ့ကင်းလွတ်တီကိုငါမြင်တီတကားစတုတ်ကြသူဒီဖျားသားဖျားသားဤအစင်းတန်ရှိသည်ဟုမိန့်တော်မူ၏တဲ့အဲ့လိုချလိုက်၃ယောက်ကိုချုံတော်မျိုးမှချလိုက်ဒါပေမဲ့အခုကျွန်တော်ကဗာလဲအဲ့ဒီမိအိုင်သေးမှမတုတ်မနောင်ပဲနဲ့လူ၄ယောက်ကဗာလဲသွာလာနေတယ်တဲ့ လွတ်လပ်စွာသွားလာတယ်။အာမင်။ဘုရားရှင်နာမတော်တိုင်ပုံကြည်ပါစေ။ဘုရားသခင်ကဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်ဖြစ်တဲ့အတိုင်းမိသေးမှာရောအတူရှိတဲ့ဘုရားဖြစ်တာဖြစ်တယ်။အခက်ခဲမှုတွေ၊ကြက်သေးမှုတွေအစင်မပြေမှုတွေထဲမှာတော့မှကျွန်တော်တို့နဲ့အတူရှိပေးနေတာဘုရားတပါးတည်တာဖြစ်တာဖြစ်တယ်။အာမင်။အဲ့တော့သူတို့ကအဲ့ဒီဖះကိုရွေးချယ်တယ်ဖះကအသက်ရှင်နေဆိုတော့သူတို့ယုံကြည်တယ်မိသေးချခံရလဲပါလဲဖះကိုယုံကြည်တယ် ဒါပေမဲ့အဲ့ဒီမိသေးမှာကဖေဟာကသူတို့နဲ့အတူရှိတာဖြစ်တယ်အာမင်လူတွေကတုံ့နှောင်ချီနှောင်ထားပေမဲ့အဲ့ဒီမိသေးမှာတကယ်ချက်သေးတဲ့အထက်မှာသူတို့ကလွတ်လပ်စွာလမ်းလျှောက်ပြီးမှသွားနေတယ်ဆိုရတွေ့ရဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာသေးမှာဖေဟာကကျွန်တော်ကောင်းစားမှအတူရှိရမှာပေါ့ကျွန်တော်တို့အခက်ခဲဆုံးချိန်တွေထဲမှာဒါမှကျွန်တော်တို့ကိုမဆချင်းကတက်နိုင်တဲ့ဖေဟာဖြစ်တယ်အတုတ်အနောင်တွေကိုပါလေဖေဟာကဖြေလွတ်ပေးတာဖြစ်တယ်အဲ့ကြောင့်အခက်ခဲမှုတွေဖြတ်တန်းရလားဆိုတော့ဖြတ်တန်းရတယ် ဒါပေမဲ့အဲ့ဒီအထဲမှာဖင်ဟာအတူရှိခြင်းကကျွန်တော်တို့အပေါ်မှာဗာလဲငိန်သက်ခြင်းကိုပေးတာဖြစ်တယ်အာမင်ခက်ခဲမှုပြဿနာဆိုတာဒါလောကမှာအသက်ရှင်နေခါမှာလူတိုင်းမှာရှိတယ်ဒါပေမဲ့အဲ့ဒီအထဲမှာအဲ့ဒီအရာကိုအောင်နိုင်ရတော့အခွင့်ကို ပေးတဲ့ဖင်ဟာနဲ့အတူအသက်ရှင်ပြီးမှသွားလာတဲ့ခါမှာကျွန်တော်တို့အပေါ်မှာဗာလဲခက်ခဲမှုတွေကြားထဲမှာဒါမှငိန်သက်ခြင်းရှိတာဖြစ်တယ်အာမင်ဘလောက်ဆိုးရုပ်တဲ့နေဘူးခနေစာမင်းကြီးရဲ့လက်အောက်ထဲမှာရှိနေတဲ့ရှာဒရက်မေရှက်ပေတဲ့ဂေါ်ကပါလေခက်ခဲမှုတွေ များစွာဖြတ်တန်းရပေမဲ့သူတို့ရဲ့အတ္တတာထဲမှာဖះကိုမစွန့်ဘူးဖះပေါ်မှာတစ္ဆာရှိခြင်းနဲ့သူတို့အသက်ရှင်တဲ့ခါမှာဗာလဲဖះသခင်ကမီးဖြစ်တဲ့အထဲမှာတော့ဖះခင်သူတို့နဲ့အတူရှိတာဖြစ်တယ်။တုံ့နှောင်ထားတဲ့အရာတွေအားလုံးကိုဖြေလွတ်ပြီးမှဗာလဲဖះကသူတို့နဲ့အတူသွားလာနေတယ်ဆိုရအောင်ကျွန်တော်တွေ့ရဖြစ်တယ်။အာမင်။အဲ့ဒါကြောင့်လောကသဘောနဲ့ကျွန်တော်အသက်ရှင်နေမယ်ဆိုလို့ရှိရင်ဗာလဲချီနှောင်ဆရာတွေခွင့်မလွတ်ဆရာတွေများစွာရှိတယ်။တမက်ဖះရဲ့အမြင်ဖះအထဲမှာကျွန်တော်အသက်ရှင်နေခါမှာ ကျွန်တော်တို့ဟာခက်ခဲမှုတွေကြားတဲ့အထဲမှာဒီမှာဗာလဲငိန်သက်ခြင်းနဲ့တွာလာနိုင်တာဖြစ်တာဖြစ်တယ်အာမင်ဖခင်ပေးတဲ့ငိန်သက်ခြင်းဆိုတာအဲ့ဒါကိုပြောနေတာခြင်းဖြစ်တာဖြစ်တယ်သိမလားကျွန်တော်အထက်သားအထဲမှာငိန်သက်တယ်စင်မပြေမှုတွေဘယ်လောက်ပဲရှိပါစေဖခင်ကကျွန်တော်နဲ့အတူပါရှိတယ်ကျွန်တော်တို့ကအသက်ပေးပြီးချစ်တဲ့ဖခင်ကကျွန်တော်တို့ကိုလမ်းပြနေတယ်ဆိုရဲအကိုကျွန်တော်လုံးသားအထဲမှာတိမြင်လာတဲ့ခါမှာပူပူပြီးမှဗာလဲငိန်သက်ခြင်းရှိတာလာတာဖြစ်တာဖြစ်တယ်အာမင်အဲ့ကြောင့်တင်းရဲ့ပြဿနာ ဒီထဲမှာတော့မဖျားခင်တဲ့နဲ့သူရှိပေးတာဖြစ်တယ်အာမင်ဘုရားသခင်ကတင့်ကိုမဆပေးလိမ့်မယ်ဘုရားသခင်ကတင့်ကိုလမ်းပြပေးလိမ့်မယ်ဆိုတော့ကျွန်တော်ခွန်ပေးချင်တာဖြစ်တယ်အဲ့ဒါကြောင့်မိထဲမှာရောကျွန်တော်နဲ့အတူရှိတော်ဘုရားဖြစ်တာဖြစ်တယ်ခက်ခဲဆုံးချိန်တွေထဲမှာတော့မပါလဲကျွန်တော်တို့နဲ့အတူပါရှိတော်ဘုရားဖြစ်တာဖြစ်တယ်အဲ့ဒါကြောင့်နှုတ်ဆုံးပါပေါ့နော်ဒီနေဘုခတ်နေစာမင်းကြီးတော်မသူတို့ဒီရှာဒရက်မေရှက်ပေဒနေကိုတို့ကိုးကွယ်တဲ့ဘုရားတာလင်ပါလဲစစ်မှန်တော့ဖျားဖြစ်တယ်ဆိုရအောင်မြင်တွေ့ရတဲ့အထိတို့ကပါလဲ ဒီလူငယ်လေး၃ယောက်ဟာဖះပုံမှာတစ္ဆာရှိခဲ့တာကိုကျွန်တော်တွေ့ရဖြစ်တယ်။အဲ့တော့တင်းရဲ့အသက်တာထဲမှာရောခက်ခဲကြက်သေးတွေရောက်လာတဲ့ခါမှာတင်းဘလို့ဆုံးဖြတ်လဲ။ဖះဖက်ကိုပုံမှာသူ့ဝင်အားလား။တမမို့လောကဖြစ်ချင်တယ်လို့ဖြစ်သွားဆိုမှလောကဖက်ကိုပြန်ရင်သွားတဲ့အချိန်ရှိလား။ဒီနေ့ဒီအသက်တာထဲကနေကျွန်တော်တင်းပြီးအပွန်အတွက်အရေးကြီးတာဖြစ်တယ်။အာမင်။တင်းရဲ့ပြဿနာတွေထဲမှာဖះခင်ကဖြေရှင်းပေးတယ်။ဖះကအတူပါရှိရဖြစ်တယ်။ တင်းရဲ့အတ္တတဲမှာဖះပုံမှာဘယ်လိုအခြေအနေတွေပဲကြုံပါစေပါလဲတစ္ဆာရှိစွာကျွန်တော်တို့ကဘာလဲဖះကိုပဲကြွေးချင်ပြီးမှအသက်ရှင်တဲ့တော်သူတွေဖိဖွန့်အတွက်အရေးကြီးတာဖြစ်တယ်မတရားမှုတွေနဲ့ပြိနှက်နေတဲ့ကာလအထင်းမှတော့မှဘာလဲတင်းဟာမတရားသောအရာတွေကိုဘာလဲရှောင်ပါဖះမတင်တဲ့အရာတွေကိုရှောင်ပါအာမင်ဖះရဲ့တဘောထင်းမှာပဲအသက်ရှင်ပါဖះရဲ့အလိုတော်ထင်းမှာပဲတစ္ဆာရှိခြင်းနဲ့အသက်ရှင်တဲ့ခါမှာဖះသခင်ကခက်ခဲချက်သေးတွေထင်းမှာတော့မှတင်းတဲ့အတူပါရှိပြီးမှလမ်းပြပေးလိုက်မယ်ဆိုပြီးမှ ဒီနေ့ဘုရားခင်နှုတ်ကပတ်တော်အနေငယ်အဖေခွန်အပေးချင်တာအများလောက်ဖြစ်တယ်အားလုံးပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ